ီးဘုံမြန်လုတ်တဲ့နေရာမှာအဲငါးလုံးနဲ့လုတ်ပြီးတော့မီးဘုံမြန်ကြီးလွတ်တဲ့အခါမှာကျွန်တော်စီလေးလုံးနဲ့လွတ်ရပါတယ်။ဒါမှမီးဘုံမြန်တစ်ခုဖြစ်ဖို့ကတိတ်မလွယ်ပါဘူး။မီးဘုံမြန်တစ်ခုဆိုတာတောင်ကြီးသားတောင်ကြီးလူတောင်ကြီးသားတွေရဲ့နှလုံးသားထဲမှာဆွဲကြတာရှိပါတယ်။ ခံစားချက်ရှိလဲဆိုတော့ကိုကဝါနာကြည့်တဲ့လူဆိုတော့ကျွန်တော်ကပြောစင်ရတာကိုဝါနာနဲ့ကိုဆိုတော့အဲကျွန်တော်တို့ကဒီရည်ရွယ်ချက်ကတော့ကျွန်တော်တောင်ကြီးသားတွေရည်ရွယ်ရည်ရွယ်ချက်ကတော့ဒီတစ်နှစ်တက်လုံးမှာပေါ့အနေနဲ့ရရမှာရှိတယ်ကျွန်တော်တို့တငယ်ချင်းတွေဒီချိန်မှာပြန်ပြီးစုစည်းပြီးတော့ဒီကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်မှုပေါ့အားထုတ်မှုကိုပျက်ပါတာလည်းဖြစ်ပါတယ်ကက်ကက်ပါကက်ပါဝေကာနီး ချင်းအနေကြီးတဲ့ဝေသာပြီးယူဝုမဲ့ပေါင်းချေထောင်ရောင်နေလဲမြစ်စီလမ်းကိုမြန်မာစုကိုကြိုက်ကြတယ်ဘူးကြီးဘုံမွေခိုင်ဖို့ကဲတက်ပြီဗျာယူဝုတဲ့ပေါင်းချေထောင်ရောင်နေလဲမရှိရောပါဘူးအဲကျွန်တော်နာမည်ဥဒိဆွေပါကျွန်တော်ကတော့ ရမ်းမီနဲ့ပတ်သက်ပြီးလို့ရှိရင်ရမ်းချိန်တာဝန်ကယူရပါတယ်။နောက်ပြီးတော့အများပြည်သူတွေသိအောင်ဒီဘုံမြန်တမိုင်းချောင်းကိုလည်းကျွန်တော်ဒူဂျီဒူဂျီတိုင်းနဲ့ကျွန်တော်တို့တင်ဆက်ရတဲ့လူတယောက်ပဲဖြစ်ပါတယ်။တိုက်ပွဲကြီးတာလဲတောင်ကြီးလူတောင်ကြီးသားများကိုနှကားကဲ့သို့အမိကိုစောက်ချုပ်တဲ့ကဲ့သို့ကျွန်တော်တို့ကိုစောက်ချုပ်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ဘုံဘုံ ော်ဦးတော်ဟောရှူရီဒီဗရမယာဒီပြချာဟောအပြာလဲပါတယ်ပညာကနေပြာလဲပါတယ်မိဘုံများမှာကိုဒီမိဘုံများကြီးရဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပေါင်း84နှစ်ကြာခဲ့ပါပြီတကယ်ပြိုင်ပွဲကြီးကတော့အဲပြိုင်ပွဲစတာတော့ကျွန်တော်တို့25ရက်17လကျွန်တော်တို့1950ကစခဲ့တာပါ အဲ့ဒါအခုဒီမှာတွေ့တဲ့ဖလားလေးတွေကပထမဆုံးအကြိမ်ကျွန်တော်တို့စခဲ့တဲ့ဖလားစုဖလားလေးတွေဖြစ်ပါတယ် မိဘုံမြအကြီးကိုပေ90ကျွန်တော်တို့စပြီးတော့လွတ်တင်ခဲ့တဲ့ဘုံကြီးကတော့ကျွန်တော်ဥရိယကုန်းတာကျောင်းကဖြစ်ပါတယ်သူကပေ90နဲ့ကျွန်တော်တို့စတင်ပြီးတော့လွတ်ခဲ့ပါတယ်လွတ်ပြီးတော့ကျွန်တော်တို့1900နဲ့40ခုနှစ်မှာလွတ်တင်ခဲ့တဲ့မိဘုံမြကြီးဟာကျွန်တော်တို့အထက်ကောင်းငင်ရမှာပျက်စီးသွားခဲ့ပါတယ်ပျက်စီးသွားပြီးတော့အခုကျွန်တော်တို့1940ခုနှစ် ကျွန်တော်တို့၁၀ရက်၄လထောက်กว่า52ခုနှစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်တွေက ကျွန်တော်တို့တောင်ကြီးမြို့ကိုလာပြီးတော့တိမ့်ပိုက်တဲ့ခါမှာဘုံချတဲ့အတွက်ကျွန်တော်ကုန်းနာကြောင့်လည်းမိလောင်သွားတဲ့အတွက်ကျွန်တော်အဲ့ချိန်မှာဒုတိယကမ္ဘာစစ်အတွင်းမှာကျွန်တော်တို့မိဘုံများမလုဖက်နဲ့ထောက်กว่า50ခုနှစ်လွတ်လပ်ရပြီးတဲ့နှစ်နှစ်ကြာပြီးတဲ့ခါမှာကျွန်တော်တို့တွေကမိဘုံများကြီးကိုစတင်ပြီးတော့ကျွန်တော်တို့ပြိုင်ပွဲစတင်လုပ်ခဲ့ပါတယ် ။ကုန်းပြန်လုတဲ့ခီးမှာပထမဆုံးရေလုတဲ့ခါမှာကျွန်တော်တို့ကမိဒီတွေမှာပါပဲနဲ့ဒီဘုံမြန်ကောအောက်ကအလှလေးတွေချိတ်ပြီးတော့ဂိမ်ပွဲတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ရက်ွက်20ပဲရှိပါတယ်။တမီးမျိုးရက်ွက်20ပဲရှိတယ်။အခုကျတော့22ရက်ွက်ရှိတယ်။အဲအခု22ရက်ွက်မှာကျွန်တော်တို့ဒီဇက်တိုက်ဇက်တိုက်ကျွန်တော်တို့မိဘုံမြန်ခွင်းကိုအချိန်နေရကျွန်တော်တို့ကနေရာတွေပြောင်းရွှေ့ပြီးတော့ဆောင်ရွက်ခဲ့တာမှာအတိအကျမရှိခဲ့ပါဘူး။1998ခုနှစ် မှာဆိုလို့ရှိရင်ကျွန်တော်တို့212ကွင်းမှာကျွန်တော်တို့ဟိုစတင်ပြီးတော့အခြေချခဲ့ပါတယ်212ကွင်းမှာစတဲ့အခြေချပြီးတော့2005ခုနှစ်တိကျွန်တော်တို့က9နှစ်တိအဲ့ဒီကွင်းမှာကျွန်တော်တို့ကမျိုးများလွတ်တင်ခဲ့ပါတယ်အဲ့မှာလူကြီးနဲ့ကျွန်တော်တို့ကွင်းနဲ့မမျှတဲ့အတွက်တက်ဆိုင်ရာလူကြီးမင်းတွေကကွင်းတွေ့ရှာပါဆိုပြီးတော့ရှာတဲ့အခါမှာအခုအဝေယာကွင်းကို2005ခုနှစ်ကျွန်တော်တို့မှာစတင်ရှာဖွေရရင်တွေ့ရင်ဖြစ်ပါတယ် အခုဆိုအဝေရကွင်းမှာဆိုလို့2000လေးဆိုရင်ကျွန်တော်16နှစ်တည်တည်ရှိပါ16နှစ်တည်တည်ရှိတဲ့ခါကျတော့ကျွန်တော်တို့ဒီကွင်းကြီးဟာနိုင်ငံတကာအဆင့်မီကွင်းကြီးလည်းဖြစ်ပါတယ်အဆောက်အဦတွေလည်းပါကားအဆောက်အဦတွေနဲ့ဆိုတော့ကျွန်တော်လုံနိုင်တဲ့အခြေအနေဖြစ်ပါတယ်အရင်ကတော့ကျွန်တော်တဲထုတ်ပြီးတော့ပြန်ကြအနေနဲ့ပဲလုပ်ခဲ့ရတာတွေရှိပါတယ်အဲပွဲပြီးရင်ဖြက်ဆိုတဲ့အချိန်ကနေခုလိုတိုးတက်လာရင်ဖြစ်ပါတယ်မြို့မများအနေနဲ့ကလည်းဟိုအရင်ကဆိုလို့ရှိရင်ကျွန်တော်တို့ ခြေလုံး15လုံး3ရက်တိုင်ကျင်းပပြီမဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့9ရက်ဘွဲ9ရက်ဘွဲဆိုပြီးတော့ကျင်းပတာတွေရှိပါတယ်။ဧရိယာအနေနဲ့မြေဧရိယာအနေနဲ့ကလည်းကျေပြန့်ပြီးတော့ဒါကလူကြီးကလည်းတိမ့်နဲ့ချီပြီးတော့ဆက်နေအနေထားမျိုးဖြစ်နေတဲ့တွဲကျွန်တော်ကွင်းကြီးရဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေပါတယ်။ကျွန်တော်မိဘုံမြန်တန်းက84နှစ်ဆိုတဲ့အခါကျတော့ဒီ84နှစ်မှာကျွန်တော်အခြေကျတာကကျွန်တော်25နှစ်ပဲရှိပါသေးတယ်။ 25နှစ်ဆိုတော့212ကွင်းနဲ့ကျွန်တော်အဝေရကွင်းမှာပဲကျွန်တော်အခြေကြရင်ဖြစ်ပါတယ်အမောရအမြင့်နဲ့ရှားမှာရှားတဘာမှာရှားလို့ရအမောရနဲ့ပြောခဲတောင်းရတဲ့မြို့တာကြီးရဲ့ကျွန်းဒီရတဲ့ဒီလေးကတော့ပေါ့ချစ်ပါသေးတယ်တော့တဘာကြီးတဘာကြီးဟိုလာလာရတဲ့ရဲ့ရဲ့ရဲ့ တက်မှဆိုရင်နှစ်ပေါင်း30ကျွန်တော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။မိဘုံများကော်မတီနေနဲ့ဆောင်ရွက်ပြီးဖြစ်ပါတယ်။ဒီမိဘုံများကော်မတီနေနဲ့ဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့အခက်အခဲတွေဟိုကြုံပြရလရှိပါတယ်။မိဘုံများတက်ရှာတဲ့နေ့မှာဆိုလို့ရှိရင်ကိုင်းမရတဲ့တွေ့ကျွန်တော်တို့မှာညကြီးမှာမိဘုံများအစမ်းလွတ်တဲ့ခါမှာ၃ညတိတိကျွန်တော်တို့ပျက်စီးခဲ့တာရှိပါတယ်။၃ညတိတိပျက်စီးတဲ့အတွက် နောက်တည့်ရမှာတော့ကျွန်တော်တို့မြန်မာထုံနှန်းရှင်လာရကတော်ဝတ်တွေပါတယ်ပေတက်ဆိုင်ရဒီပါဒီကိုကျွန်တော်တိုင်တယ်ပြီးတော့လွတ်တဲ့ခါမှာအဲ့ဒီကွင်းကြီးအခုဝီယာကွင်းကြီးကိုကျွန်တော်တို့လွတ်တင်နိုင်နေရင်ဖြစ်ပါတယ်။မိဘမြန်မာတော့ကျွန်တော်တို့အရှင်လာကြီးမာတယ်မိဘမြန်ဟေ့ဆိုလို့ရှိရင်တောင်ကြီးကိုမြန်မာပြည်သူတွေမသိတဲ့လူမရှိတဲ့လောက်ရှာပါတဲ့ကျွန်တော်ပြိုင်ပွဲကြီးဖြစ်ပါတယ်။အခုတွေ့နေကြတဲ့အတိုင်းပါပဲလူသိမ့်ကြော်တဲ့အနေထိုင်မျိုးလာပြီးတော့ ပြတ်ပြတ်မကြစီကားတယ်ဆိုတာကျွန်တော်တောင်ကြီးမြို့ရဲ့မိဘုံမြန်ပေါ်ပဲဖြစ်ပါတယ် င်းကြီးမျိုးကိုပြန်ပွဲကိုအနေနဲ့ရက်ရက်ကနေပြီးတော့လာပြီးတော့တည်ရှိတယ်ကျွန်တော်တို့အားပေးကြတယ်ဆိုတာလဲကျွန်တော်တို့မျက်မြင်ကိုယ်တူပဲဖြစ်ကြပါတယ်ကျွန်တော်မိဘမြန်ကြီးမှာကျွန်တော်တို့သုံးပိုင်းသုံးစားရှိပါတယ်မိဘမြန်ကသုံးပိုင်းသုံးစားဆိုတာမိစာပိုင်းကျွန်တော်တို့မိဘမြန်ပိုင်းနဲ့ရန်ပိုင်းတဘောရှိပါတယ်ဒီအဲ့ဒါလွတ်နိုင်တယ်ဆိုရင်ကျွန်တော်မိဆရာလို့ခေါ် အဲ့မိစရာတယောက်ဖြစ်ဖို့ရဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုအစ်စ်နေကြွားတယ်လဲဆိုရင်ပထမဆုံးခြေနှစ်ချောင်းဆိုတဲ့အယုတ်ကလေးတွေစလှုပ်ရပါတယ်ခြေနှစ်ချောင်းပြီးတဲ့နေ့ဒီပဲနေ့ကျွန်တော်ခြေလေးချောင်းကိုစလှုပ်ရပါတယ်ခြေလေးချောင်းတက်ပြီးတော့ကျွန်တော်တို့အုပ်စုလိုက်ဆိုတဲ့ကျွန်တော်တို့ခန္ဓာလေးတွေရှင်ပြန်ရပါတယ်အဲ့လိုရှင်ပြန်ပြီးစုတွေဘာတွေရပြီဆိုလို့ရှိရင်အဲ့ဒီမှာဘာတွေတင်ကြပြီလဲဆိုလို့ရှိရင်ကျွန်တော်တို့မိစာပိုင်းနဲ့ balance ပေါ့နော်ခြေကျွန်တော်တို့ ဟိုမိဘုံမြန်ရဲ့အချိန်စတွေကိုသူတို့အဲ့မှာတင်ကြရပါဖြစ်ပါတယ်အဲ့မှာစုအလီလီရပြီးပြီးဆိုရင်တော့ညမီးပိုင်းကိုကူးပါတယ်ညမီးပိုင်းကိုဘယ်လိုကူးလဲဆိုတော့မီးဆရာတယောက်အနေနဲ့ဝဲယူပြီးတော့ကူးရပါတယ်ကူးတဲ့အခါမှာနှစ်ပိုင်းရှိပါတယ်ကျွန်တော်တို့ကစိတ်နှဘာပိုင်းရယ်မီးကြီးပိုင်းရယ်ဆိုပြီးနှစ်ပိုင်းကွဲပါတယ်ညမီးကြီးကိုစွန့်နေတဲ့သူကမီးဆရာလို့ခေါ်ပါတယ် အဲစိတ်နှပန်ပိုက်မှဆိုလို့ရှိရင်တော့ကျွန်တော်တွေ့တဲ့ကမန်းမိဘုံလေးတွေမိဘုံကြီးမှတခါတည်းမိဘုံလေးတွေချိတ်ဆွဲပြီးတော့စိတ်နှကကြီးနားပန်ထားတယ်လို့ပေါ့အဲစိတ်နှကနားပန်ထားတဲ့ဟာကိုပုံစံယူပြီးတော့စိတ်နှပန်မိလို့ခေါ်ပါတယ်အောက်မှာအဆွဲလေးနဲ့ပါပါတယ်အယမ်းမိကြတော့အမျိုးသားကြိုက်ပေါ့ယမ်းမိကြတော့တခါတည်းအောက်မှာယမ်းမိတွေနဲ့အပေါ်မှာကျွန်တော်တို့မိဘုံမြန်ကြီးမှအလှဆင်ပြီးတော့လွတ်တင်ကြတာတွေရှိပါတယ်မိဘုံမြန်ရဲ့ အဓိက main ကဘာလဲဆိုရင်၃ချက်ရှိပါတယ်။မိဘုံမြန်ပိုင်မိစာပိုင်ကျွန်တော်တို့အောက်ဆွဲကျွန်တော်တို့ရံမိပိုင်တို့မို့အောက်ဆွဲပိုင်မျိုးရှိပါတယ်။စိတ်နှပါပိုင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးသမီးတို့ကိုအထူးအားကိုးရပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ချိတ်ဆွဲမဲ့နေရာနဲ့ချိတ်ဆွဲတဲ့မိဘုံမြန်နဲ့အယောင်နဲ့ effect ဖြစ်အောင်ကျွန်တော်သူ့နေရာလေးနဲ့သူချထားပေးရပါတယ်။ချပြထားပေးတဲ့အခါမှာမိထိုးတဲ့အခါမှာ တအားထုတ်လို့လည်းမရပါဘူးတဖြည်းဖြည်းချင်းမီးထိုးတဲ့အချိန်နဲ့ကျွန်တော်မီးဘုံချိတ်တဲ့အချိန်နဲ့တိုင်ပင်ကိုက်ချိန်ဆပြီးတော့ကျွန်တော်တို့တင်ရတာဖြစ်ပါတ me? Oh, ဲ့ဒါကတော့စိတ်နှစ်ပိုင်းရဲ့အပိုင်းပဲဖြစ်ပါတယ်ကျွန်တော်မိကြီးဘိုင်းမှာကျတော့မိကြီးဟာအများဆုံးကျွန်တော်ဘာလုပ်တယ်လဲဆိုလို့ချင်းကျွန်တော်တင်မိုသီပုံကျွန်တော်ချိုးကြပါတယ်တင်မိုသီပုံကဘယ်လိုချိုးလဲဆိုရင်အောက်ကရှုပြီးအပေါ်ကားရပါတော့နော်ဘာနဲ့တူလဲဆိုရင်ကျွန်တော်ခက်လူငယ်ရေးပြောလို့ပေါ့ခါတိလူရင်ချီဘရိုမနီပေါ့နော်အဲ့အဲ့ပုံစံလေးပေါ့ဖြစ်ပါတယ်ကျွန်တော်မိကြီးပိုင်းမှာတော့ကျွန်တော်ဆွဲအအမြန်နဲ့ဆွတ်တက်မှာပြဘာလို့လဲဆိုလို့ရှိရင် အပေါ်မှာကျွန်တော်တို့အောက်မှာချဖြည်းဖြည်းတက်လို့ရှိရင်အောက်မှာပေါက်ကွဲလို့ရှိရင်ကျွန်တော်ပိတ်တက်များထိမှဖြစ်တဲ့အတွက်ပေတရာ150မှာကျွန်တော်တို့မိကြီးများကိုလွှင့်ရင်းဖြစ်ပါတယ်မိကြီးပတာရပျက်စီးမှအတွက်လည်းကျွန်တော်တို့ရေတကုံလေးတွေဘေးကနေပန့်ပိုးပြီးတော့ထည့်သွားပြီးတော့ရေတကုံငိမ့်တယ်တဲ့တပည့်နဲ့ကျွန်တော်တို့အလက်စတက်ကိုတခါတည်းမိကူးစေတာဖြစ်ပါတယ်အဲကြောင့်မို့ခုတွေ့နေတဲ့ဟွာစိတ်မီပြာစုံတဲ့ရောင်နေရာလဲကျွန်တော်တို့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အင်း အင်မတန်စရတဲ့အယောက်နေလည်းဖြစ်ပါတယ် ိုင်ပြိုင်တဲ့နေရာမှာပြင်းထန်နေပြီမဲ့လို့ဒီမိဘုံကြီးပြက်ကြပါစေဒီမိဘုံကြီးလောင်ပါစေဆိုရဲစိတ်တလုံးဝမရှိပါဘူး။ဟာကောင်းတဲ့ကောင်တက်အောင်ဆိုရဲဆူတောင်းပေးရပါတယ်။အဲ့ဒါကတကယ်အံ့ဩစရာကောင်းတဲ့တောင်ကြီးမြို့ရဲ့ဆန္ဒပါ။ဒီပြင်ခွာဒီမှာသူကဒီမှုငါးတက်တာမနာလို့ဆိုရဲဟာမယူသူကကိုယ့်တက်တာတဲ့လူတွေကိုပို့ပြီးတော့ပညာယူတဲ့လူတွေရှိပါတယ်။ဒါကြောင့်ကျွန်တော်မြို့ဘုံမြန်ကြီးကအစင်းစင်တုတ်တက်လာတာရှိပါတယ်။ကျွန်တော်တို့ မိဘုံမြန်စလာတဲ့ကဘာလဲဆိုလို့ရှိရင်ဖုံတုံလုံးတုံးတစောင်းမုံမှဆိုလို့ရှိရင်ကျွန်တော်တို့စိုက်ခင်းနေမှာဝိဆံလေးတွေတက်ခါတဲ့တဲနေတဲ့ခါမှာပိုးမစားရအောင်ဆိုပြီးကျွန်တော်တို့ဗျောက်ဦးတစ်ထပ်တော့ကျွန်တော်ရိုးရိုးမိဘုံမြန်နဲ့စလုပ်ကြတော့ဖောင်တိုင်းဖောင်တိုင်းနေဆိုရင်ပြိဿနေမစားဘူးနောက်ပိုင်းဘာလို့လဲဆိုပြီးအပေါ်ကမိစာတွေမိဘွားတွေကြောက်အောင်ဆိုလို့ရှိရင်ကျွန်တော်အုံစံကျုပ်ကဒီဇယ်ဆုတ်ပြီးတော့မိရှုံလို့တကအပေါ်ကဖွာ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 နေကြတာယူကျွန်တော်တို့ကရတအနေနဲ့ယူခဲ့ပါတယ် နောက်ပိုင်းမှာတော့ကျွန်တော်မိရှယ်များတွေကြိုးစားမှုနဲ့ကျွန်တော်ခုလိုဆိုရင် glider glider ဆိုတော့ဝဲနာလေတဲ့မှာနော်မရှင်းဆိုတာကတခါလေဒီလိုငမွေတို့လို့သွားဖြောက်စိတ်ဆိုတာတခါလေကျွန်တော်အပွားနေပြီးတော့ကြာနေအဲ့မိကြီးကြောက်နေပိုင်းတည်းလောက်တော့ပေါ့လင့်ထိန်နေတယ်ကျွန်တော်တို့မိဖို့မြအတုပေါ့နော်အပေါ်မှာကျဲတုပေါ့လင့်ထိန်နေဆိုတော့အဲ့ဒါဘာလဲဆိုလို့ရှိရင်လေးရံကိုမိရှုလိုက်တာပါမိရှုတဲ့ခါကျလင့်ထိန်ပြီးတော့ကောင်းငင်မှာတခါလေ မိဘုံပြန်လို့ပါညာပေါ့နော်အောင်းဝပြပြမဘုံကတ်ဆိုတာကကျွန်တော်တို့ဖစ်စကန်နဲ့ဆိုရင်ဟိုမိအောင်ပရိသာလို့ခေါ်ပါတယ်တကတ်ကလေးတည်းမှာတခါတည်းအလုံးနှစ်စားတော့ထည့်ပြီးတော့တခါတည်းစနက်ကိုတခါတည်းရှော့ရင်မှာဒိုင်းနေတယ်ဒိုင်းနေတယ်ပွင့်သွားတာအခုပြန်ပွဲတွေမှာတွေ့ပါတယ်ကျွန်တော်အများဆုံးသုံးတာအစိမ့်တို့အဝါတို့နော်အပြာတို့အနီတို့ဆိုတာကစင်ငက်စင်ငက်ကြီးကြတာအဲဘုံကတ်ပေါက်ပွဲခြင်းပဲဖြစ်ပါတယ် ဒီမိဘမြင်ကြီးကတခုပေးတယ်ဆိုလို့ရှိရင်ဒီတိုင်းအမှတ်ပေးလို့မရပါဘူးကျွန်တော်အမှတ်ပေးကြီးစနစ်ကလည်းရှိပါတယ်အမှတ်ပေးကြီးစနစ်ကဘာလို့လဲဆိုမိဘမြင်တခုမိဘမြင်ကွင်းနဲ့ရောက်ပြီးဆိုလို့ရှိရင်မိဘမြင်အဝကိုဗီဇာထိုးလိုက်တယ်ဆိုလို့ရှိရင်မိနစ်20ကျွန်တော်တို့အိုက်ဒီယာနဲ့ပေးထားအမှတ်20ပေးထားတယ်မိနစ်20ပေးထားတဲ့ကံပြီးတော့ကျွန်တော်တို့က9မိနစ်နဲ့ထိုးနိုင်တယ်ဆိုရင်လက်ကြံ 15မှတ်ကိုရသွားမှာဖြစ်ပါတယ်အခုမိဖို့ပြန်ရကြပြီးတော့15မှတ်ကြာ15မိနစ်နဲ့မိုင်းထောင်နေဆိုရင်9မိနစ်ပဲရမှာဒီမိဖို့ပြန်ရကြပြီးတော့တခါလေမိနစ်20ထိဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝအမှတ်မရတော့ပါဘူး23မိနစ်မိထိုးရဆိုလည်းမလျှော့တော့ပါဘူးအဲ့အမှတ်20ကတော့ကင်ဆာဖြစ်သွားပါပြီဒါမှမဟုတ်ကျွန်တော်တို့အဲ့နှုတ်တဲ့အမှတ်ဖြစ်ပါပုံတရံဥပမာပုံတရံတစ်ခုတက်လာတယ်ဆိုတော့ဒါကကြောက်ဖြုတ်ပြီးပုံစံလားပြပြန်လား နိုင်ငံမှာချိတ်ဆွဲထားတဲ့အရာတွေကဟုတ်ရဲ့လားနောက်ပြီးတော့ကျွန်တော်တို့တင်မောတိပုံစံဆိုလို့ရှိရင်ဒီတင်မောတိအောက်သေးလို့အပေါ်ရှူနော်အဲ့တော့အောက်သေးပြီးတော့အပေါ်ကိုရှူတက်သွားတဲ့ဟာကိုတော့ကျွန်တော်တို့ခေစကားနဲ့ဆိုလို့ရှိရင်နော်ခတ်တဲ့လူကြီးကြီးဘယ်လိုမူပေါ့ဗျာဟိုအရေးကြောက်ဖုံတည်းကတော့မမဝဝလှလှပေါ့နော်အဲ့လိုအဝိုင်းနေနေကျွန်တော်တို့ခွဲခြားတာရှိပါတယ်မိဖို့မြအနေနဲ့ကတော့ကျွန်တော်တို့ ခုနပြောတယ်လို့အမှတ်ပေးတဲ့နေရာမှာမိထိုးတဲ့အမှတ်ရှိတယ်လို့ပုံတရားမှခုနပြီးပြီးမပြီးပြီးနဲ့ဆိုတာကကျွန်တော်ကရှင်းရတာရှိရအမှတ်ပေးတဲ့ကျွန်တော်မိထိုးတဲ့အမှတ်ရဲ့ပုံတရားအမှတ်ရဲ့ကျွန်တော်အချိန်အချိန်ဆိုတာတကောင်းဝင်တက်ကမိနစ်30ပဲတတ်မှတ်ထားပါတယ်ဘာလို့လဲရန်ကျင်က25ပိတ်တာဆိုတော့25ပိတ်တာအတွက်မှကျွန်တော်တို့ကချပြမှာဖြစ်တဲ့အတွက်ကျွန်တော်မိနစ်30ပဲတတ်မှတ်ထားပါတယ် မိနစ်20အတွင်းမှာကျွန်တော်တို့မိဘုံမြန်ကြီးကပျက်စီးသွားမယ်ဆိုရင်တော့လုံးဝအမှတ်ဒီကန်ဆာဖြစ်မှာပါအကြွေမိနစ်20ကျော်ပြီးတော့မိဘုံမြန်ကြီးကပျက်စီးသွားမယ်ဆိုရင်တော့အမှတ်ပြေပါပါဘာလို့သူတိုင်ပင်မိနစ်20ကျော်သွားလို့ပါကျွန်တော်တို့စက္ခုပတာရအမှတ်ကတော့ကျွန်တော်40ရှိပါတယ်40ဆိုတဲ့ကစက္ခုပတာရမှာကျွန်တော်တို့မိကြီးမှာဆိုလို့ရှိရင်ကျွန်တော်တို့မိကြီးဆိုတာကရံမိကြီးကိုခေါ်တာပါနော်အောက်ကနေတက်သွားလို့ရှိရင်တိုင်ပင်ကနေအောက်ကနေတက်သွားတဲ့ကျွန်တော်တို့ အတိုင်ခေါ်ပါတယ်အဲ့ဒီအတိုင်မှာကျွန်တော်တို့ပိတ်တက်တဲ့အကြိုက်ကျွန်တော်ဘာရှိမလဲဆိုလို့ရှိရင်ကျွန်တော်ဝါစိနီးပြားဖြူအကုန်လုံးအဲ့မှာကြာပြီးတော့တခါတည်းအဲ့ထက်မှာပညာခန်းတွေပါတယ်ခူပြန်တို့ရှူပြန်တို့ဟိုတဘောကကျွန်တော်ဖြောက်စိတ်တို့မရှင်းတို့ကျွန်တော် glider တို့အဲ့မှာချပြမှာဖြစ်ပါတယ်အဲ့ဒါအမှန်30ပါနောက်တစ်ခုကတော့ထီမိုတကယ်လို့ကျွန်တော်အပေါ်မှာတခါတည်းမိရှုတွေတခါတည်းဖြန့်ကျက်ပြီးတော့တခါလာကြည့် မိရှုဖြတ်ကြတာတစ်ဖက်တည်းထွက်လို့မရပါဘူးရှင်းမြင်တာကိုတခါဒီပြိုင်နဲ့ထွက်လို့ရှိရင်ဆယ်မှတ်ရမှာဖြစ်ပါတယ်အဲအကြောင်းမို့ကျွန်တော်တို့ကအမှတ်က40ပြီးပါတယ်နောက်ဆုံးချက်ကတော့ကျွန်တော်ကျွန်တော်စိတ်ကမှတ်စိတ်ကမှတ်ကအရေးကြီးပါတယ်တောင်ကြီးစုတောင်ကြားတဲ့စိတ်ကတော့လိုက်နိုင်ကြပါတယ်ကျွန်တော်တို့မှဟိုပြိတ္တကူမထိဘူးညာကျွန်တော်တို့ safety first ပေါ့နော်သူတို့ကိုကျွန်တော်အရင်ဥစားပေးပါတယ်နောက်ပြီးတော့ မိဘုံမြန်ကြီးတက်ဖို့ရာဒုတိယပဲဖြစ်ပါတယ်ဒါမို့ပြည်သက်များအနေဖြစ်နိုင်တဲ့ကျွန်တော်တို့ဧည့်သည်တွေထိခိုက်နိုင်တဲ့အနေထားမျိုးဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်ဒီစိကမနဲ့ထိမ့်မှန်ဖြုတ်စာကြီးဖြုတ်တဘောကရှောင်းစာကြီးရှောင်းဆိုတာမျိုးကိုကျွန်တော်တို့ဆောင်ရဲဖြစ်ပါတယ်ဒီတင်မှာတော့အပျက်စီးရတော့လုံးဝရှိမှာမဟုတ်ဘူးဘာလို့လဲဆိုလို့ရှိရင်ရမ်းချိန်နည်းလို့အတွက်ဖြစ်ပါတယ်ရမ်းချိန်များပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပိတ်တာ40တို့ပါလို့ဆိုရင်အာဏာရှိပါတယ်။ကွန်25ပိတ်တာဖြစ်ထားတယ်။ကျွန်တော်တို့ဒီတောင်ကြီးမြို့ရဲ့မိဘုံမြန်ကတော့ဆရာပဲ။အရင်တော့ဆိုလို့ရှိရင်စကုပတရအမက20ပဲအခု40ပြီ။40ပြီအခါဘာလို့ဆိုတော့ပြိတ်သက်တရားကြိုက်တာမိကြီးတိတ်လှတယ်ဘာလို့ရှုမရလဲဆိုတော့ရှိရကျွန်တော်တို့ကြောင်မွေးဖြစ်တယ်လို့ပေါ့တဘာသာတွေထူးချွန်လို့မရဘူးကျွန်တော်တို့မှာပြိတ်ဘာသာတွေကြလို့ရှိရင်ကိုလူကကြော်တက်သွားမှာ ကျွန်တော်တို့မျက်စိမှလေပေါ့နော်အနည်းအဆုံပေါ့မွေးငါတပွဲပြင်တယ်လို့ပေါ့နော်ဟင်းပါလဲကောင်းရမယ်မုတ်တိပါလဲကောင်းရမယ်နော်အဲငေဥတိလဲပါရမယ်အစားတက်အောင်ကျွန်တော်တို့ကမိဖို့မြန်တလုံးကမွေးငါတပွဲပြင်တယ်လို့ပဲအစားတက်ရင်မူကောင်းသွားတယ်ပေါ့ငံပြားကြီးမများဘူးဥမာငံပြားကြီးဆိုလို့ရှိရင်တပွားများရင်ပြက်သွားမှာပေါ့နော်တပွားအဲ့ကြတော့မိုင်းငံကြတဲ့အချိန်များနေမယ်တပွား ီကံမလိုက်နိုင်ဘူးဆိုတဲ့ဟာတွေကများနေမယ်ဆိုရင်မရဘူး။သူစီကံနဲ့သူ့အလုပ်တွေအလုပ်ပြီးတော့မိဘုံမြန်ကလွတ်တင်ရရင်ဖြစ်ပါလေ။စိတ်မဲ့ကံမဲ့မဟုတ်ပါဘူး။စီကံတည်းရနဲ့ဆောင်ရွက်ရတဲ့အနေအထားမျိုးရှိပါတယ်။မိဘုံမြန်ကတော့တောင်ကြီးမှာစပြီးဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးသမီးအမျိုးသားဟိုဖိုးပေါ်မှာစတကယ်ကြိုက်တဲ့ပွဲပဲဖြစ်ပါတယ်။အခုကဲဆိုကျွန်တော်တို့ဟိုတောင်ကြီးမြို့နယ်ဝေးကွာနေတဲ့လူတွေဆိုရင်တောင်ကြီးကိုလာကျင်တယ်။ လွမ်းနေအဲ့ကြချွတ်လင်းမင်းကလေးဆိုကြမျက်ရည်ဆက်ဆက်ယူစီးနေကြတာပေါ့ဗျာဒါပေမဲ့လို့ကျွန်တော်တို့ရတဲ့စိတ်ဖြစ်အနေနဲ့မိဘုံမြန်ပွဲလေးကိုကြည့်ရှုရအောင်ဆိုပြီးတော့ခုကျွန်တော်တို့မြန်မာရှိတ်မီဒီယာနေပြီးတော့ထုတ်လွှင့်ပေးတယ် Facebook page မှာလည်း YouTube channel ကနေထုတ်လွှင့်ပေးတဲ့အတွက်မြန်မာပြည်ထဲမှာရှိတဲ့တောင်ကြီးလွန်းနေတဲ့သူတွေရော တောင်ကြီးကိုလာကြည့်ပေးမယ်လို့တောင်ကြီးကိုမလာနိုင်တဲ့လူတွေရောအတွက် ကျွန်တော်တို့မြန်မာရှိမီဒီယာကျွန်တော် group ကိုလေအခုကျေးဇူးတားတင်တယ်ကျွန်တော်မနေ့ကလည်းကျွန်တော်တိုင်းမှုဟိုဟာတို့ရှိမှလည်းကျွန်တော်ချိန်ဖန်များစွာကျွန်တော်ကျေးဇူးတင်စကားပြောခဲ့ပါတယ်ဒါမှမဟုတ်သူတို့ကလည်းလက်ခံပြီးတယ်ကျွန်တော်တို့အတိမတ်ပြုပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီမြန်မာရှိမီဒီယာ Facebook page မှာ YouTube channel နဲ့ကြည့်နိုင်တဲ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကအထူးပဲကန့်ကောက်ပါတယ်ကျွန်တော်တို့ မိဘုံမြန်ကြီးကိုအခုကဲတို့လေးလေးစားစားနဲ့ကျွန်တော်တို့မျက်မျက်နှာနှာရှိတဲ့တောင်ကြီးကိုကွင်ပန်ပိုးတဲ့မီဒီယာကိုလည်းကျွန်တော်တို့အထူးကျေးဇူးတင်ရှိကြောင်းကျွန်တော်ဟိုမိဘုံမြန်ပညာရှင်တယောက်နေနဲ့ငှူးစက်ကစကားကျွန်တော်ပြောလိုက်ပါတယ်အင်ဂျီဒီမာ